တိုက်ပွဲတွေပြင်းထန်နေတာကြောင့်ကရင်ပြည်ပြည်နယ်နဲ့ထိစပ်နေတဲ့ထိုင်းနိုင်ငံမဲဟောင်းဆောင်ခရိုင်အတွင်းလက်နက်ကြီးကြီးကျရောက်ခဲ့တယ်လို့ထိုင်းသတင်းဌာန Council English ကမတ်လ17ရက်နေ့မှာဖော်ပြခဲ့ပါတယ်။မြန်မာဘက်ကကတိုက်ပွဲတွေပြင်းထန်နေတာကိုမဲဟောင်းဆောင်ခရိုင်ဘန်ဝေမခတ်ဆွမ်နဲ့ဘန်နာပါပိအကျေးရွာတွေကနေပါကြားနေရတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်အုံပြုမှုများတဲ့120မမကြီးဟာမဲဟောင်းဆောင်ခရိုင်ဘန်နာပါပိအကျေးရွာကစိုက်ခင်းတစ်ခုမှာကျရောက်ခဲ့တာလို့ထိုင်းရဲတပ်ဖွဲ့ကဆိုပါတယ်။ မြန်မာ စစ်တပ်ဟာသူတို့ဆုံးရှုံးခဲ့ရတဲ့နေဆက်ခြေကုပ်စခန်းတွေကိုပြန်လည်သိမ်းပိုက်ဖို့ကြိုးပမ်းနေတယ်လို့ထိုင်းတာဝန်ရှိသူတွေကခေါဆုကိုပြောပါတယ်။ကယင်းနီပြည်နယ်နဲ့ထိုင်းနယ်စပ်မှာတိုက်ပွဲဖြစ်ပွားမှုရှိတယ်လို့ကယင်းနီပြည်တပ်မတော် KA တာဝန်ရှိသူတအူက People Spring ကိုအတည်ပြုပါတယ်။စစ်ကောင်စီဟာရှမ်းပြည်နယ်ဘက်ကနေထိုးစစ်ဆင်ဖို့ကြိုးစားနေပြီးလက်ရှိတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဆုံးရှုံးထားတဲ့နေဆက်စခန်းတွေကိုပြန်ယူလို့ရမလားဆိုတဲ့ပုံစံမျိုးတွေ့ရတယ်လို့ ကရင်နီစစ်ဘက်သတင်းရှင်းမြစ်ကလည်း People's Spring ကိုပြောပါရယ်။ကရင်နီပြည်နယ်နဲ့ထိုင်းနိုင်ငံနယ်ကြားကစစ်ကောင်စီတပ်ရဲ့နောက်ဆုံးလက်ချက်ဖြစ်တဲ့တောင်ကရုံခြေကုပ်စခန်းအောင်လဲကရင်နီတပ်မတော်ကပြီးခဲ့တဲ့ February 23ရက်နေ့မှာသိမ်းပိုက်ခဲ့ပါရယ်။လက်ရှိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေချိန်အတွင်းဒေသခံတွေသတိထားဖို့နဲ့နယ်စပ်ဒေသနေရာတွေကိုရှောင်ရှားဖို့မဲဟောင်းဆောင်ခရိုင်မှုကသတိပေးထားကြောင်း Cousin English ကရေးသားထားပါရယ်ရှင်။ ကချင်ပြည်နယ်ကမြစ်ကြီးနားနဲ့တနမ်းမြုံနယ်တို့မှာစစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်သူစစ်တွေကစစ်သားစုဆောင်းမှုကိုနှီးမျိုးစုံနဲ့ပြုလုပ်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KRA သတင်းပြန်ကြားရေးဌာနကအသိပေးပါတယ်။အဲ့ဒီမြို့တွေဟာစစ်ကောင်စီတပ်ထိန်းချုပ်ထားဆဲဖြစ်ပြီးစစ်ရေးလှုပ်ရှားမှုတွေစစ်အင်အားဖြည့်တင်းမှုတွေဇက်တိုက်ပြုလုပ်နေတဲ့ဒေသတွေဖြစ်ပါတယ်။စစ်ကောင်စီဟာမြစ်ကြီးနားမြို့ကရက်ွက်တချို့မှာမတ်လဆန်ကဆလို့တအိမ်တက်စင်၊သကောင်စရင်ကောက်ယူတာ၊ပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေပြီး ခရီးသွားရင်တွေပေါ်ကပြည်သူတွေကိုလည်းဖမ်းဆီးလူသစ်ဆူတာတွေရှိတယ်လို့ KRA သတင်းပြန်ကြားရေးဌာနကမတ်လ17ရက်မနေ့ညပိုင်းကသတင်းဖော်ပြပါတယ်။ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကလည်းဗလမင်းထင်တရားမှာပေါင်ဝါမျိုးဘက်ကလာတဲ့ခရီးသည်ကားတစ်စီးကိုတားဆီးပြီးပြည်သူ၉ယောက်ကိုတသားသည့်ဆူဆောင်းမှုဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။အဲ့ဒီနေ့တည့်ရက်ထဲမှာပဲမြကြီးနာမျိုး22မိုင်ဂိတ်မှာခရီးသွားပြည်သူ9ယောက်ကိုထပ်ပြီးဖမ်းဆီးသွားတယ်လို့ KIA ကဖော်ပြပါဗျ။ အဲ့ဒီလိုပဲတနိုင်းမြို့နယ်မှာလည်းပြည်သူစစ်ကညအချိန်သွာလာနေတဲ့လူငယ်လူလတ်ပိုင်းတွေကိုဖမ်းဆီးလူသစ်ဆုနေပြီးလူငယ်တွေရှိတဲ့နေအိမ်တွေကိုလည်းမတင်ကားမှုနဲ့ဝင်ရောက်ရှာဖွေတာမူရဆေးနဲ့ပတ်သက်လို့စစ်ဆေးမေးမြန်းမယ်ဆိုပြီးဖမ်းဆီးတာတွေပြုလုပ်နေကြောင်းဆိုပါတယ်။မြစ်ကြီးနားမြို့ဒေသခံတအူးကတော့လူသစ်ဆုဆောင်မှုကိုစစ်ကောင်စီဘက်ကပြုလုပ်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကလည်းပြုလုပ်နေတယ်လို့ People's Spring ကိုဖြေပါတယ်။ဒါကြောင့်စစ်သားဆုဆောင်မှုနဲ့ဒေသစစ်ရေးအခြေအနေကိုမေးမြန်းဖို့ KRA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘိုမူးကြီးနော်ဘူးစီဒီနေ့ဆက်သွယ်ထားဆဲဖြစ်ပြီးအဆက်အသွယ်တော့မရသေးပါဘူး KRA ဟာကချင်ပြည်နယ်ကစစ်ကောင်စီတပ်စခန်းတွေမြို့တွေတိုက်ခိုက်သိမ်းပိုက်တဲ့စစ်စင်ရေးကိုဆင်နွှဲနေပြီးလက်ရှိမှာကချင်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့လည်းဖြစ်စစ်ရေးအရလည်းအရေးပါတဲ့ဗမော်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲနေပါတယ်ဗမော်မြို့ကစစ်ကောင်စီတပ်ရင်အများစုကိုတိုက်ခိုက်သိမ်းပိုက်ထားပြီး အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်ကိုအပိသက်သိမ်းနိုင်ရေးအပြည့်အထံထိုးစစ်ဆင်နေတယ်လို့ KIA ကအသိပေးထားပါတယ်။စစ်ကောင်စီဘက်ကလည်းဗမော်မြို့မဆုံးရှုံးရေးအတွက်လေကြောင်း drone ပစ်ကူတွေအများအပြားအသုံးပြုခုခံနေတယ်လို့ဒေသခံသတင်းရှင်းမြစ်တွေကပြောပါတယ်ရှင်။မြန်မာနိုင်ငံပိုင်နက်ထဲမှာဖွဲ့စည်းပါဝင်နေတဲ့ကဘော်ချိုင်ဝမ်ဒေတာကိုပြန်လည်သိမ်းသွင်းယူပြီး မနီပူရာပြည်နယ်ပိုင်းနဲ့ထဲထည့်သွင်းပေးဖို့ဒေသခံအမတ်တဦးကအိန္ဒိယအစိုးရကိုတောင်းဆိုလိုက်ပါတယ်။မတ်လ10ရက်နေ့ကအိန္ဒိယလွှတ်တော်ထဲမှာရုရှားစာဘာပါတီအမတ်ဆာနာဂျိုဘာကအဲ့ဒီကိစ္စကိုအဆိုပြုတင်ပြခဲ့တာပါ။ကဘောဂျဝမ်ကမြန်မာနိုင်ငံစကိုင်းတိုင်းရဲ့တမူးမြွနယ်ပိုင်းနဲ့ထဲမှာပတ်ဝန်းနေပြီးချင်းတိုင်းရင်းသားအများစုနေထိုင်ကြပါတယ်။တမူးမြွနယ်ကတော့အိန္ဒိယနိုင်ငံမနီပူရာနဲ့ထိစပ်နေတဲ့နယ်စပ်မြို့ဖြစ်ပါတယ်။ စတူရဲကီလိုမီတာ2200ကျော်ကျယ်ဝန်းတဲ့ကဘောကြိုင်ဝမ်ကအစင်အလာအဖြစ်မဏိပူရာဆော့ဘွားတွေပိုင်ဆိုင်ခဲ့ပြီး1450ပြည့်နှစ်ကလေးကမဏိပူရာရဲ့အစိတ်အပိုင်းဖြစ်ခဲ့တယ်လို့အိန္ဒိယအမတ်ဆာနာဂျူပါကပြောပါတယ်။ဒါပေမဲ့1953ခုနှစ်မှာတော့အိန္ဒိယရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်သူနေရုကမဏိပူရာပြည်နယ်အစိုးရကိုတိုင်ပင်တာမျိုးလုံးဝမရှိဘဲအဲ့ဒီဒေသကိုမြန်မာဝန်ကြီးချုပ်ဦးနုစီလက်ဆောင်အဖြစ်လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့သူကဆိုပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကမဏိပူရပြည်နယ်တမိုင်းကျောင်းမှာအမောင်မိုက်ဆုံနေ့ရက်တစ်ခုကိုကြုံတွေ့စေခဲ့တယ်လို့စာနာချိုပါကဆက်ပြောပါတယ်။ပြီးတော့1834ခုနှစ်ကဘော့ကျန်ဝမ်သဘောတူညီမှုဆိုင်ရာစာချုပ်အတိုင်းတတ်မှတ်ရော်ကြီးကိုမြန်မာဘက်ကဆက်ပေးချေဖို့ကိစ္စကိုလည်းသူကတောင်းဆိုခဲ့ပါတယ်။1834ခုနှစ်တုန်းကစာချုပ်အရမြန်မာဘုရင်ဟာမဏိပူရဘုရင်ခံကိုလာစင်ဟိုက်ဒရာဘတ်ရူပီ900ပေးချေနေခဲ့ကြောင်း1949ခုနှစ်မှာ မနီပူရကအိန္ဒိယနဲ့ပေါင်းစည်းခဲ့ပြီးချိန်အထိလဲအဲ့ဒီငွေကြေးပေးချေမှုကဆက်လက်တည်ထက်နေခဲ့ပေမဲ့1953ခုနှစ်နေရူးရဲ့ဆုံးဖြတ်ချက်အပြီးမှာတော့မြန်မာကငွေဆက်မပေးတော့ကြောင်းဆာနာဂျိုဘာကဆွဆွဲခဲ့ပါတယ်။ဝန်ကြီးချုပ်နေရူးရဲ့ဆုံးဖြတ်ချက်ကိုတမိုင်းဝင်အမားကြီးတစ်ခုအဖြစ်လဲဝေဖန်ခဲ့ပြီးဒီလောက်ရဲ့အပေါ်မနီပူရပြည်သူတွေကနေရူးကိုဘယ်တော့မှခွင့်လွှတ်တော့မှာမဟုတ်ဘူးလို့လဲဆိုပါတယ်။ သူကအိန္ဒိယလွှတ်တော်အနေနဲ့ကဘောကြောင်ဝမ်ကိုမနစ်ပူရစီပြက်လဲပေါင်းစည်းနိုင်ရင်းနဲ့ပုံမှန်ရော်ချင်းငွေပြက်လဲရရှိရေးကိစ္စတွေမှာဈာဝင်ဆောင်ရွက်ပေးစီလိုတယ်လို့ထည့်သွင်းတောက်ဆိုသွားခဲ့ပါတယ်ရှင်အမေရိကန်ကအဆိုပြုတဲ့ရက်ပေါင်း30အပြည့်အခက်ရဲစဲကြီးအဆိုကိုယူကရိန်းကလက်ခံခဲ့ခြင်းနဲ့အတူယူကရိန်းအတွက်အထောက်အပံ့တွေကိုအမေရိကန်ကပြန်လည်ခွင့်ပြုထားမယ်လို့သိရပါဗျ။ မတ်လ17ရက်နေ့တုန်းကဆော်ဒီအာရေဗီယာနိုင်ငံမှာယူကရိန်းနဲ့အမေရိကန်ကုန်စည်အဖွဲ့တွေတွေ့ဆုံဆွေးနွေးမှုအပြီးအဲ့ဒီအခြေခံသဘောတူညီချက်ထွက်ပေါ်လာခဲ့တာပါ American အစိုးရကယူကရိန်းအတွက်စစ်ရေးအထောက်အပံ့အလုံးကိုဆိုင်းငံ့ထားပေမဲ့အခုသဘောတူညီချက်အပြီးအဲ့ဒီဆုံးဖြတ်ချက်ကိုပြန်ပြင်ခဲ့တာဖြစ်ပါတယ်။သုံးနှစ်ကျော်ကြာမြင့်လာတဲ့ရုရှားနဲ့ယူကရိန်းကြားစစ်ပွဲကိုရပ်ဆိုင်းနိုင်ဖို့ပထမအဆင့်သဘောတူညီမှုအဖြစ်တလကြာအပြည့်ရထားဖို့အဆိုကိုယူကရိန်းဘက်ကလိုလိုလလသဘောတူလက်ခံခဲ့ကြောင်း ထရမ့်ရဲ့အကြံပေးတွေက ပြောပါတယ်။အကျိုးဆက်အဖြစ်အပြစ်အခက်ရဆက်ရေးကာလအစပြုပြီးညှိနှိုင်းဆွေးနွေးမှုတွေအ мян ဆုံးစတင်နိုင်ဖို့မျှော်လင့်ထားကြောင်းအမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီရိုကဆာဒီအာရေဗျနိုင်ငံမှသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။အမေရိကန်နဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဟာ၉နာရီကြာအချိန်ယူဆွေးနွေးခဲ့ကြတာပါ။အခုအခါမှာတော့အမေရိကန်ဟာတူညီတဲ့ကမ်းလှမ်းအဆိုပြုချက်မျိုးကိုရုရှားစီလည်းယူဆောင်သွားမှာဖြစ်ကြောင်း ရုရှားကလည်းငြိမ်းချမ်းရေးကိုလက်ကမ်းလိမ့်မယ်လို့မျှော်လင့်ကြောင်းရူဘီရိုကဆိုပါတယ်။ပြီးတော့ American ဟာယူကရိန်းကိုအထောက်အပံ့ရပ်ဆိုင်းထားတာထောက်လှမ်းရေးသတင်းအချက်အလက်ဝေမျှမှုတွေပိတ်ပင်ထားတာတွေကိုလည်းပြန်လည်ပြင်ဆင်ပြီးမူလအတိုင်းအခုအညီဆက်ပေးနေမယ်လို့ရူဘီရိုက ပြောကြားသွားပါတယ်။နောက်ပြီး Trump ကသူဟာဇလမ်စကီနဲ့ပြန်တွေ့ဆုံဆွေးနွေးဖို့အသင့်ဖြစ်နေပြီလို့ Washington DC မှာသတင်းတောက်တွေကိုပြောခဲ့ပါသေးတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ကိုလည်းအခုသတင်းပတ်ထဲမှာပဲစကားပြောဖြစ်ပွဲရှိတယ်လို့ထရမ့်ကဆိုပါတယ်။ယူကရိန်းမှာအပြည့်အခက်ရက်စဲမှုဘယ်တော့အစပြုမလဲလို့သတင်းတော်တယောက်ကမေးတဲ့အခါထရမ့်ကလာမယ့်ရက်ပိုင်းအတွင်းလောက်မှာဖြစ်မြောက်လာဖို့ခန့်မှန်းထားကြောင်းအမေရိကန်နဲ့ရုရှားတို့ကြားဆွေးနွေးမှုကလည်းအပြုသဘောဆန်ဖို့မျှော်လင့်ကြောင်းဖြေကြားသွားခဲ့ပါတယ်။အပြည့်အခက်ရက်စဲရေးသဘောထားအပြင်ယူကရိန်းနဲ့အမေရိကန်တို့ရဲ့ပူးတွဲကြေညာချက်တစ်ခုမှာတော့ ယူကရိန်းပိုင်သဘာဝတရားစာတတ်တူတွေကိုအမေရိကန်ကခွဲဝေတူးဖော်ခွင့်ရရည်သဘောတူညီမှုကိုလည်းအ мян ဆုံးအကောင့်ထဲပေါ်လက်မှတ်ရေးထိုးသွားမယ်လို့ဖော်ပြထားပါတယ်ရှင်။